2015ရွေးကောက်ပွဲမှာဒေတာအချို့ကိုအမှန်တကယ်ဆောင်ရွက်ပေးမဲ့ကိုယ်စားလှယ်လောင်းတွေကိုဒါရွေးချယ်မဲ့ပေးသွားဖို့ပြည်သူတွေကဆန္ဒရှိနေကြပါတယ်ကိုမောင်တင်ပြပို့ထားတာပါပြည်သူတွေကြုံတွေ့နေရတဲ့ခက်ခဲတွေကိုကူညီဖြေရှင်းပေးပြီးဝင်ရောက်ရှင်ပြိုင်တဲ့ဒေတာရဲ့အကျိုးကိုအမှန်တကယ်ဆောင်ရွက်ပေးနိုင်မဲ့ကိုယ်စားလှယ်လောင်းတွေကိုပဲတေချာလေ့လာပြီး2015ရွေးကောက်ပွဲမှာမဲပေးရွေးချယ်သွားမယ်လို့ပြည်သူတွေကပြောဆိုလိုက်တာပါ။ဟုတ်လားရေကြီးမှဟုတ်လား ။ဟာရည်တွေတက်နေရဆိုပြီးတော့ဓာတ်ပုံလိုက်ရတဲ့ကိုယ်စီလေလောင်းနေပြီးတော့ကျွန်တော်မပေးဘူး။တကယ်ဘာမှမဖြစ်ခင်နေရနေပြီးတော့ပြည်သူရဲ့အကျိုးကြည့်ပြီးတော့လိုက်လုပ်ပေးနေတဲ့လူကိုမဲပေးမယ်လို့ကျွန်တော်ယူရထားတယ်။လေတွေအပြင်းရတယ်လည်းဖြစ်ရမယ်ဒီလွတ်တော်ထဲမှာပြည်သူတွေခံစားနေရတာတွေကိုလည်းပြောရဲဆိုရဲပြီးတော့ရဲရဲဝံ့ဝံ့ပြည်သူတွေဘက်ကနေရည်တည်ပေးမယ်ကိုယ်စားလှယ်မျိုးကျွန်မတို့ရွေးချယ်ကြတယ် ပြည်သူတွေအနေနဲ့မဲပေးရွေးချယ်တဲ့အခါမှာဒေတာအကျိုးကိုအမှန်တကယ်ဆောင်ရွက်နိုင်မဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းအပြင်ပါတီကိုပါကြည့်ပြီးရွေးချယ်တင်တယ်လို့လည်းနိုင်ငံရေးပါတီတချို့ကပြောဆိုထားပါဗျ။နံပါတ်၁လူကိုကြည့်ရမယ်။နံပါတ်၂ပါတီကိုကြည့်ရမယ်။အဲလူရောပါတီရောကောင်းတဲ့ဒီပုံကူများကိုရွေးချယ်နိုင်ရင်ကိုယ်မဲဆန္ဒနဲ့တွေ့တဲ့ကံကောင်းမယ်။တိုင်းပြည်တွေ့လဲနော်အနာဂတ်တွေ့လဲဒီမိုကရေစီအတွင်းခုပြောင်းမှုတွေစိတ်ချတကယ်တမ်းနိုင်ငံအတွက်ကို ို့ဒေတာအတွက်ပါပြည်သူနဲ့တသားလေးရပ်ပြီးတော့လှုပ်ပေးနိုင်မယ့်ကုစက်လေလောင်းတွေကိုရွေးချယ်ပေးပါပါတီကိုလည်းကြည်ပါလွတ်တော်ကိုယ်စားလူကိုလည်းကြည်ပါဥရောပဘုံကဒါပဲနိုဝင်ဘာလ10ရက်နေ့မှာကျင်းပမယ်2015ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီပေါင်း63ပါတီကကုစက်လေလောင်းတွေနဲ့တတိပုဂ္ဂလကုစက်လေလောင်းတွေအပေါင်းဝင်ကုစက်လေလောင်း6000ကျော်ဝင်ရောက်ရှင်ပြိုင်ကြမှာပါကျွန်တော်ကိုမောင်ပါ